ားလုံးမင်္ဂလာပါခင်ဗျာအော်တိုဘားလ9ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပြပါမယ်ဒီနေ့တော့သတင်းကိုတူတူပဲပြောပါမယ်သတင်းနည်းနည်းလေးတူမယ်ပေါ့နော်မနစ်နည်းနည်းနည်းမယ်ပေါ့အဲသတင်းကနည်းနည်းပဲပြောချင်တာလည်းပါတယ်ဒီနေ့ကျွန်တော်တို့မြင်ရတဲ့သတင်းတွေမှာပြောချင်စရာမကောင်းတော့အောင်ကိုတဲ့အနာဂတ်အတွက်စိတ်ညစ်ရတဲ့သတင်းတွေလည်းများပါတယ်အထူးသဖြင့် အာကျွန်တော်တို့ကျွန်တော်ညီတွေညီမတွေထပ်တောင်ငယ်တဲ့ကလေးတွေပေါ့နော်မတွေးနိုင်လောက်ဆရာအမှုတွေကိုကျူးလွန်နေတယ်ပေါ့အဲ့ဒါကအလုံးလဲတိပိတာဖြစ်မှာပါရန်ကုန်က32လမ်းက beauty land hotel ဒီ hotel မှာဖြစ်သွားတဲ့လူသက်မှုပေါ့ဒီလူသက်မှုက ဖြစ်တဲ့နေ့တော့ကျွန်တော်တရင်နဲ့မတင်ဆက်ပါဘူးဘာကြောင့်လဲဆိုတော့အဲမြို့သမီးငယ်တူဦးကို ပိုင်းပိုင်းထိထိခုတ်ပြီးတော့အဲကွန်အောက်ဒူးပေါ့နော်ဟိုတယ်ရဲ့အခန်းအပြင်ဘက်အဲကွန်အောက်ဒူးမှာအမှတ်အိတ်တွေနဲ့ထားခဲ့တယ်။ဒါကဘယ်သူမှမစုမြင်နိုင်တဲ့အတိုင်းတာပေါ့နော်။အခန်းနံပါတ်က902အဲ့တော့ဘယ်သူမှမစုမြင်နိုင်တဲ့အတိုင်းတာမှာအဲ့ဒီအမှတ်ရဲ့အပြာတစ်လုံးနဲ့ထုတ်ပြီးထားခဲ့တယ်။အဲ့ဒီအမျိုးသမီးငယ်ရဲ့လက်ကအပြင်ကိုထွက်တယ်။အဲ့တော့ပိုင်းပိုင်းထိထိခုတ်တယ်ဆိုတဲ့နေရာမှာအဲ့တချို့ကဒီအမှုနဲ့ပတ်သက်ပြီးပြောတာရှိတယ်။ဒါကိုကျွန်တော်နောက်ပြီးဆက်ပြီးရှင်းပြမယ်ပေါ့နော်။အဲ့တော့ဒီအမှုကဒီလိုဖြစ်သွားခဲ့တယ်။ ဖြစ်သွားတော့အဲ့တော့ကျွန်တော်တွေးပါတယ်ဟိုတယ်တစ်ခုကိုဘောနော်အတူတူသွားတာပဲဖြစ်ဖြစ်ဘယ်လိုပဲသွားသွားတယောက်တည်းပဲသွားအေးနှစ်ယောက်ပဲအေးသွားပြီဆိုတာနဲ့မှတ်ပုံနေပေးရပြီဒီလိုပေးရပြီဆိုတာနဲ့အချက်လက်တွေကရပြီဘောနော်အဲ့တော့ဘာလို့ဒီလိုလုပ်ရမျိုးလုပ်တာလဲဆိုတော့ကျွန်တော်တွေးနေတော့ရှိသေးတယ်ဒီနေ့မှာတော့အဲ့ဒီတရားခံကိုဖန်ဆီးရမိဖြစ်ပါတယ်ဖန်စီရမိတဲ့သူကတော့ဒီကောင်လေးကအသက်18နှစ်ပဲရှိပါသေးတယ်။အောင်ခန့်ကျော်စင်လို့ပြောပါရယ် 18နှစ်ပဲရှိသေးတယ်။အစောပိုင်းတော့သူ့ရဲ့ဒီပုံပေါ့နော်။ဖန်စီရမိတဲ့ပုံတပိုင်းပုံလေးတက်လာတော့လူငယ်တယောက်လို့မြင်ပါသေးတယ်။ဒါပေမဲ့တကူလုံးပုံတက်လာတဲ့အချိန်မှာဟာခလေးပါလားလို့ကျွန်တော်မြင်တာ။အသက်18နှစ်ဆိုပေမဲ့လည်းသူ့ပုံစံခလေးလောက်ရှိသေးတယ်။အဲ့တော့ဒီသတင်းတွေမှာအနိုင်ငံတော်ရဲ့ထုတ်ပြန်ချက်ထဲမှာသူကဗီဒီယိုဂိမ်းကိုအလွန်အကျွံကစားတယ်။ဂိမ်းအလွန်အကျွံကစားတယ်လို့ပဲပြောမှာဗီဒီယိုဂိမ်းတော့မဟုတ်ဘူးနော်။ဂိမ်းအလွန်အကျွံကစားတယ်။ပြီးတော့ဒီ စိတ်တစလူတက်တဲ့ရုပ်ရှင်ဇာတ်လမ်းတွေတွေပေါ့နော်ဒါမျိုးတွေကိုအများပြားကြည့်တယ်ပေါ့အဲ့ဒီအတွက်သူဒီလိုလုံးမိတာလို့ပြောတယ်ဒါကျွန်တော်ကတော့ဒီကောင်လေးကိုမွေးစီဝါတမျိုးမျိုးသုံးဆွဲထားတယ်လို့ကျွန်တော်အနေနဲ့ဒီလိုယူဆပါတယ်အဲ့တော့အသက်18နှစ်အရွယ်ကောင်လေးတစ်ယောက်ကနော်ဒီလိုမျိုးပြစ်မှုကိုကျူးလွန်တယ်ပေါ့နင်းတော်သူမျိုးသမီးကတော့အသက်23နှစ်ရှိပါတယ်နော်ဘကိုတိုင်းနေတာကြီးအနောက်ချမ်းကပါတည်င်းနေအများစုမှာတော့နာမည်ထည့်ရေးကြတယ်ပေါ့နော်ကျွန်တော်ကတော့မိသားစုအတွက်တွေးမိပါတယ် ဘာကြောင့်လဲဆိုတော့ဒီကောင်မလေးကဟိုးဘက်ရက်ကကျွန်တော် online ပေါ်မှာ day girl တွေနဲ့ပတ်သက်ပြီးကျွန်တော်ပြောခဲ့တယ်ဗောနော်ဒီကောင်မလေးက day girl လို့ပါတယ် Telegram group တစ်ခုကနေပြီးတော့ဒီကောင်မလေးကို အတူတူပြောပါဖို့ဆိုပြီးခေါ်တယ်။ဘာဆက်ဖြစ်လဲမသိပေမဲ့ဒီကောင်မလေးကိုအခုလိုမျိုးတက်ဖြတ်လိုက်တယ်။တက်ဖြတ်ပြီးတဲ့အချိန်မှာဒီကောင်လေးကသူ့ရဲ့ရည်စားဖြစ်တဲ့ Imwon ဆိုတဲ့ကောင်မလေးပေါ့နော်။ Imwon အောင်18နှစ်ကိုခေါ်ပြီးတော့အဲ့ဒီ hotel မှာတန်ရှင်းရေးလုပ်တယ်။ ဲ့တော့ hotel pension ဘက်ကလည်းကိုယ့်ရဲ့စာပေအဖွဲ့ကိုဘောနော်ကိုယ့်စာပေပေးတဲ့ဝန်ထမ်းတွေကိုနည်းနည်းတော့ပြန်စီစစ်ဖို့လိုမှာဒီအမျိုးသမီးတယောက်ကိုတတ်ဖြတ်တယ်ဘယ်လိုနည်းနဲ့ပဲတတ်ဖြတ်တတ်ဖြတ်ဒီသွေးတန်တရေရဲနဲ့ကိစ္စတွေကိုလုပ်တယ်အ ਨੇ ဆုံးတော့အနမ်းထွက်မှာထားလိုက်ပါတော့အနမ်းမထွက်ထားလိုက်တော့ hotel ပြင်ပုတ်ကိုထားတယ်နော်ပြီးလို့ရှိရင်အဲ့မှာဒီတိုင်းချိတ်ခဲ့တယ်ဘောနော်အဲ့တော့အဲ့လောက်တော့ဂျူတီတဲ့ထားလိုက်တော့ဒီလိုအခြေအနေမျိုးကြုံသွားတယ်နောက်တစ်ချက်ကကြတော့ အဲ့ဒီကောင်လေးရဲ့ရည်စားဖြစ်တဲ့အီမွန်အောင်ကောင်မလေး၁၈နှစ်ပေါ့နော်တီတီလေးငငယ်လေးသူကဘာလာလုပ်လဲဆိုတော့သူ့ကောင်လေးရဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့အဲရှင်ရည်လင်းရည်တွေလာလို့တာပေါ့ကျွန်တော်ထင်တယ်အဲ့ဒီအမှန်အေးအပြာတော့ဟိုတယ်ခါမှမရှိဘူးအဲ့ဒီကောင်မလေးကအမှန်အေးဒီဘာတွေဝယ်လာတဲ့သဘောမှရှိတယ်အဲ့တော့ဒီသွေးစာသွေးနာတော့မကြံအောင်ဒါမှမဟုတ်လို့ရှိရင်လေသူတို့ထွက်သွားတဲ့အချိန်မှာဟိုတယ်ကို check out လုပ်တာလား ဝန်ထမ်းတွေဝင်မဆက်တာလားပေါ့နော်ဒီလိုလဲကျွန်တော်မြင်မိပါတယ်ထားလိုက်ပါတော့ဒီအမှုတစ်ခုလုံးပြီးသွားပြီဖန်စီရမိသွားပြီအဲ့ဒီအချိန်မှာလူမှုခွင့်ရက်ဒီပေါ်မှာဗာပြောကြလဲဆိုတော့သူ့ကိုဖမ်းမိတဲ့အချိန်မှာဖန်စီရမိတဲ့ဓာားလေးပေါ့နော်ဓာားကသေးတယ်ပေါ့ဓာားသေးတဲ့ဟာပေါင်တစ်ချောင်းလုံးပြအောင်ဘယ်လိုခုတ်လဲပေါ့ပေါင်မပြတ်ပါဘူးတတိချေအဲ့ဒီ body ကို dead body ကိုကြည့်ရင်တွေ့ပါလိမ့်မယ်အသားတွေကိုနှွှင်ထားတာဖြစ်ပါတယ်အဲ့ဒီတော့ဓာားက weight ပါစရာမလိုပါဘူး တော့တည်တည်ချာလေးကြည့်ဖို့လိုမယ်ထင်ပါတယ်အဲ့တော့ဒီဖြစ်စဉ်ကိုသွေးနဲ့ကျူးလွန်သွားတယ်ကျွန်တော်တို့ကျွန်တော်နိုင်ငံမှာဒီအကျန်းဖတ်သမားတွေကလွဲရင်ပေါ့နော်ဒီလိုမျိုးရဲရဲဆက်ဆက်စိတ်ကြဆဆန်ဆန်လုပ်တဲ့ဖြစ်စဉ်မျိုးတော့တော်တော်ရှားရှားပပမြင်ရတယ်လို့ကျွန်တော်ထင်ပါတယ်မတွေ့ဘူးပါဘူးကျွန်တော်သိတ်လည်းမကြဘူးပါဘူးနောက်ပြီးတော့အဲသူ့ရဲ့ကောင်မလေးပေါ့နော်အီမွန်အောင်ဆိုတဲ့ကောင်မလေး तू ကလည်းမယူရဲ့ဆန္ဒပဲလားကောင်လေးဦးပဲချစ်လို့ပဲလားထုံမပြောဘဲနဲ့ဒီအလောင်းဖြောက်တဲ့နေရာမှာပါ ပါဝင်ကူညီခဲ့တယ်ပေါ့နော်တကယ်ကိုအံ့ဩစရာကောင်းတယ်ဒီအသက်ကြီးရွယ်နဲ့ဒါတွေကိုတီတီငင်ငင်လုပ်သွားတယ်ဆိုတော့တကယ်ကိုအံ့ဩစရာကောင်းပါတယ်နောက်ကသတင်းတပုတ်ထပ်ပြီးတော့ပြောပြီးတော့မှာပဲဒါကို conclusion ကျွန်တော်ချုပ်ပြီးပြောပါမယ်အဲ့ဒါကတော့မနေ့ကကျွန်တော်ရုပ်သံထဲမှာလည်းပါတယ်ပေါ့နော်ဥဆန်သိန်းတာဂီတာမြို့နယ်မှာနေတဲ့ဥဆန်သိန်းငှားရင်မောင်မောင်တဲ့သူကားထွက်ဆွဲတဲ့အချိန်မှာ ကောင်းလေးနှစ်ယောက်ကားငှားစီးတယ်အဲ့ကားငှားစီးတဲ့ကောင်းလေးတွေကကားခမပေးလို့ ြောရကနေပြီးတော့အဲ့ကောင်လေးတွေကအဲ့ဒီဥဆန်သိန်းကိုတက်ခိုက်တက်ဖြတ်ခဲ့တယ်ဒီတက်ခိုက်တက်ဖြတ်ခဲ့တဲ့နေရာမှာထိုးသိန်းတန်ရာ30နဲ့တစ်ချက်ရှိပါတယ်ဘာလို့များနာနာကြီးကြီးဖြစ်ရတာလဲတော့ဒီမှာပြောပြပါဦးမယ်အဲ့ဒီငှားတဲ့ကောင်လေးတွေရဲ့အသက်တရာ18နှစ်တွေပဲရှိပါသေးတယ်ပြောစရာစကားလုံးဆွန့်အားလောက်တဲ့ထီကိုဖြစ်တယ်ခုနက18နှစ်ကလေးနှစ်ယောက်အခု18နှစ်ကလေးနှစ်ယောက်ကြည့်အခုဒီလို ကြမ်းဖက်မှုတွေကျူးလွန်သွားတယ်။နော်ဒီလိုဖြစ်စဉ်မျိုးတွေခက်မြင်မှမြင်လာရတဲ့ခါကျတော့ကျွန်တော်တို့နိုင်ငံမှာအချို့သောအချို့သောရုပ်တံဇလန်းတွဲတွေကိုကျွန်တော်နိုင်ငံမှာဘန်းတဲ့စနစ်မရှိသေးဘူး။ကျွန်တော်တွေးမိတာပေါ့နော်ကျွန်တော်တွေးမိတာဒီကလေးတွေကြည့်တဲ့နေရာမှာဘန်းတဲ့စနစ်မရှိသေးဘူး။အဲ့တော့အချို့သောရုပ်တံဇလန်းတွဲတွေပေါ့တခြားကြီးမှစိုးစိုးဝါးဝါးဖြစ်တဲ့ရုပ်တံဇလန်းတွဲတွေဆိုလို့ရှိရင်တော့ကျွန်တော်နိုင်ငံမှာဘန်းတဲ့နယ်လို့ထင်တယ်။ကျွန်တော်နိုင်ငံမှာတရုတ်တို့အိန္ဒိယတို့မှာသူတို့နိုင်ငံရဲ့ကြီးမှုနဲ့မကိုက်ညီတဲ့ ရုပ်သက်ဇလန်းတွဲကိုဒါဘန်းတာရှိပါတယ်ဇလန်းတွဲရုပ်ရှင်စကားလုံးပဲဖြစ်ပေါ့နော်အဲ့တော့ကျွန်တော်နိုင်ငံမှာလည်းလုံးဝကြည့်ဖို့မသင့်တော်တဲ့စကားတွေပေါ့နီးမျိုးမျိုးနဲ့တော့ပြနေကြတာပဲနော်နီးမျိုးမျိုးနဲ့ပြနေကြတယ်လုံးဝစိတ်ချုပ်ချစရာကောင်းအောင်ပြကြတယ်အဲ့တော့အစိုးရကလိုက်ဘန်းလို့မရတဲ့ online platform တွေကနေပြန့်နှံ့လာတယ်ဆိုလို့ရှိရင်တာသမီချင်းကိုချင်းစာနာတော်အဖြစ်နော်လူသားချင်းကိုချင်းစာနာတော်အဖြစ်ဒီကလေးတွေမကြည့်တဲ့အရာတွေကို နော်မပြတာကောင်းတယ်လို့ကျွန်တော်အနေနဲ့မြစ်တာရဲခံကြပါတယ်ဒါမျိုးကမဖြစ်လဲမဖြစ်တဲ့မှာဘူးနောက်တစ်ချက်ကဒီကလေးနဲ့ပတ်သက်ပြီးတော့ဒီလိုစိတ်ရိုင်းမျိုးဝင်နေကြတယ်ပေါ့ကျွန်တော်နိုင်ငံမှာလူတွေကိုလွယ်လွယ်တက်ကြတယ်ဂျုံတဲ့နေရာမှာဂျုံတဲ့နီးနဲ့လူတွေလွယ်လွယ်တက်ကြတယ်ပြီးလို့ရှိရင်ဟိုလူလက်ညှိုးထူဒီလူလက်ညှိုးထူနဲ့လှုပ်ကြတယ်နော်အကြက်ဖက်သမားတွေကလည်းကျွန်တော်နိုင်ငံမှာပိုးလာတယ်အဲ့ဒီအတွက်ကျွန်တော်ဇရိတမန်နိုင်ကြီးကရင်းရိုင်နေတယ်ဇရိတမန်နိုင်ဆိုတာက အကျန်းဖတ်လို့စိတ်ပဲဟိုတခြားကျွန်တော်ဘာမှမပြောဘူးတခြားတော့အเจ้าရာတွေပြောတာပါတာတွေပါတယ်ကျွန်တော်မပြောသေးဘူးနံပါတ်1အကျန်းဖတ်လို့စိတ်နံပါတ်2မူရစီဝါတုံးဆွဲမှုဒီလိုဖြစ်စဉ်မျိုးတွေကဒါမူရစီဝါတုံးဆွဲရကနေလည်းဖြစ်တတ်တယ်ပေါ့နော်ဒါကိုလည်းတိချာထိန်းချုပ်ဖို့လိုပါတယ်အဲ့တော့အကျန်းဖတ်လို့စိတ်မဖြစ်အောင်လို့တော့ငယ်စဉ်ကလေးကမိဘတွေကကျွန်တော်တို့ကလုံသွားတဲ့မျိုးဆက်တွေကိုရှောက်ပြီးတော့ပြင်ပြင်လို့မရတော့ဘူးအဲ့တော့နောင်လာမဲ့မျိုးဆက်တွေအခုပြင်လို့ရသေးတဲ့မျိုးဆက်တွေကိုကျွန်တော်တို့က ငငယ်တွေကကိုချင်းစာစိတ်เนาะဒီအကြံဖတ်မှုကင်းဝေးအောင်လို့ကျွန်တော်တို့ရဲ့ကလေးတွေရဲ့စိတ်သဘောထားတွေနူးညံ့အောင်တိမ်မွေးအောင်ငငယ်တွေကကျွန်တော်တို့ကတေချာလေးနီးပြီးလမ်းပြလုပ်ထားမှာဖြစ်ပါတယ်သူကလေးတွေဆိုရင်အရွယ်ငငယ်လေးနဲ့စကားပြောတာတွေကတအားရိုင်းဆိုင်တဲ့အနေထားရှိတယ်စိတ်ရိုင်းနေဝင်နေတာမြင်ရတယ်ပေါ့နော်အဲ့ဒါလေးတွေကိုလည်းကျွန်တော်မိဘများအနေနဲ့ဝိုင်းဝန်းထိမ့်သိမ်းကြက်မှတ်ပေးကြပါဦးကျွန်တော်လည်းမေတ္တာရခံပါတယ်တော့ဒီလိုဖြစ်စဉ်မျိုးတွေကကျွန်တော်နိုင်ငံအနေနဲ့ကျွန်တော်နိုင်ငံရဲ့ပုံရိပ်နဲ့เนาะကျွန်တော်နိုင်ငံရဲ့ပုံရိပ်နဲ့ ဘယ်လိုနည်းနဲ့မှမအပ်ဆက်ပါဘူးတွဲဖက်ပြီးမြင်လို့မရတဲ့အရာမျိုးတွေဖြစ်ပါတယ်နောက်တစ်ချက်ထည့်ပြောပါဦးမယ်အဲ့ဒါပြီးခဲ့တဲ့ပိုင်းတောင်ကိုရီးယားနိုင်ငံမှာဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့တယ်အဲ့ဒါကတော့ online selly ကောင်မလေးတယောက် live stream လွှင့်နေတယ်လွှင့်ပြီးတော့မသူပြောချင်ရပြောပြောပြီးတဲ့အချိန်မှာတိတ်မကြခင်မှာပဲနိုင်ပိုင်းတွင်းမှာပဲအသက်ခံလိုက်ရတယ်နော်သူအသက်ခံလိုက်ရတဲ့အကြောင်းအရာလည်းတခြားသောဒီသူ့ကိုအားပေးတဲ့သူတွေတည်းကတတ်သွားတာပဲ နော်အပီးတဲ့လိုလိုပါလိုလိုပေါ့ဒီလိုပုံစံနေရှိတယ်ပေါ့နော်အပီးယူအပြန်လှန်နေရှိတယ်ပေါ့ဒီလိုတွေတက်သွားတော့ပေါ့အဲ့တော့ကျွန်တော်နိုင်ငံမှာလူမှုကွန်ရက်ကိုအချို့ကပျော်လို့သုံးတယ်ထင်ပေါ်ခြင်းလို့သုံးတယ်အချို့ကလိုအပ်လို့သုံးတယ်အမျိုးမျိုးအသုံးချနေပေါင်းစုံနဲ့သုံးချနေတာရှိပါတယ်လူမှုကွန်ရက်ကစီးပွားရှာလို့လည်းရတယ်နိုင်ငံရေးလုပ်လို့လည်းရတယ်ကောင်းမွန်တဲ့ဘူးသူဒ္ဓတွေရှာဖွေမှီညံလို့လည်းရတယ်ဒါကအသုံးချတတ်ရင်ပြောတာပေါ့နော်အတုံးမချတတ်တဲ့ခါကြလို့ရှိရင်လူမှုကွန်ရက်ပေါ်မှာတင်ထားတဲ့မကောင်းတဲ့ကိစ္စတွေနဲ့ အဲ့ဒါဘဝပြတ်တဲ့အထိကိုဖြစ်နိုင်ပါတယ်နော်ဟိုကျွန်တော်နိုင်ငံမှာအခုတချို့သောလူမှုကွန်ရက်အသုံးပြုတဲ့အထူးသဖြင့် main ကလေးတွေပေါ့နော်ဟိုကျွန်တော်တို့ကသူတို့ရဲ့ right တခုကိုတော့ကျွန်တော်တို့သွားပြီးတော့မပိတ်ပင်ဘူးရတယ်ဒါပေမဲ့ဘာဖြစ်လဲဆိုတော့ကိုယ်အန္တရာယ်ပြန်ဖြစ်လာတဲ့အခြေအနေမျိုးတွေပေါ့နော်ဒါမျိုးတွေမဖြစ်အောင်တော့တတိထားရမယ်တချို့အကောင်မလေးတွေဆိုလို့ရှင်သူတို့ရဲ့ဒီ TikTok လူမှုကွန်ရက်ရဲ့စာမျက်နှာအောက်တွေမှာမဖွဲ့မရအမှန်ခံထားရတဲ့အခြေအနေမျိုးတွေရှိတယ်။ဆိုတော့ဒီအခြေအနေမျိုးတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့လည်းတကယ်လိုက်ရှာပါတယ်။ဒါကတော့ယောက်ျားလေးပဲတော့ပုံဝင်လေးပြောတကယ်လိုက်ရှာကြည့်ပါတယ်။ဟုတ်သလား။ဆိုတော့ဒီဖြစ်စဉ်မျိုးတွေကတချို့နေရာတွေမှာတကယ်မှန်နေတာတွေလည်းရှိတယ်။နော်။တကယ်မှန်နေတာလည်းရှိတဲ့ခါကျတော့ကိုယ့်ရဲ့သိခါပိုင်းအရာနောက်တစ်ခုကိုယ့်ရဲ့လုံခြုံရေးအရာနောက်တစ်ခုနော်ကိုယ့်မိသားစုရဲ့နော်သိခါပိုင်းအရာဒါမျိုးလေးတွေဆင်ခြင်မှုလို့ရတယ်။ဥမာဖျားရဲသွားတယ် တင်အသားပေးရိုက်တယ်အချို့တော့အကြောင်းဆရာမတွေလည်းရှိသေးတယ်ခလေးတွေကိုစားတဲ့တင်အသားပေးရိုက်တယ်တော့ဒါမျိုးတွေကဟိုမလုတ်တဲ့မလုတ်အပ်တဲ့ຢာတွေကိုတော့မလုတ်တာပိုးပြီးကောင်းပါတယ်အဲ့တော့နီးနားမှာကြီးတဲ့သူရှိလို့ရှင်လဲဒါမျိုးတွေကိုဆုံးမသေးခြင်းလဲတော့ဆုံးမလို့မရဘူးလို့တော့မပြောပါနဲ့ကျွန်တော်တို့လူမျိုးတွေဆိုတာကအသက်ရွယ်ဘယ်ရွယ်ထိမဆိုမိဘရဲ့အဆုံးအမကိုနာခံပြီးတော့ကြီးပြင်းတဲ့လူစားမျိုးတွေဖြစ်ပါတယ်အဲ့ဒီအတွက်တည်တည်ချာလေးထိမ့်သိမ့်ကြက်မှတ်ကြဖို့လိုပါတယ် တော့တချို့တော့ဌာနဆိုင်ရာဒီမှာဆိုလို့ရှိရင်လည်းရှိတယ်ဗောနော်ဝန်ထမ်းတွေတက်တော့မဆော့နဲ့လို့တော့ဘယ်သူမှမပြောဘူးဒါပေမဲ့ဆော့တဲ့ခါကျလို့ရှိရင်ကိုဌာနရဲ့သိခါကိုထိမ့်သိမ်းမှုလို့လို့တာဗောနော်တော့တင်သားပြီးရင်သားပြီးတွေပြအဲပြီးလို့ရှိရင်အောက်မှာမဖွဲမရတွေမန့်ခံရဌာနလည်းသိခါကြတယ်ကိုလည်းသိခါကြတယ်ဗောဒီလိုဖြစ်စဉ်မျိုးတွေကအများကြီးရှိတယ်တကယ်လို့နော်ကို့အပြင်မှာတွေ့ခဲ့တယ်ဆိုလို့ရှိရင်လည်းဘယ်သူမှကို့ကိုတန်ဖိုးထားမှာမဟုတ်ပါဘူးနော်ကို့ပေါ်အန္တရာယ်ကြောက်ရွံ့လာနိုင်တာဖြစ်တဲ့အတွက်တက်တော့သုံးဆဲတဲ့ညီမငယ်တွေအနေနဲ့အတက်နိုင်ဆုံး ခနေသိသိနဲ့လောက်ကြဖို့လိုပါတယ်အဲကျွန်တော်အတက်နိုင်ဆုံးစကားကိုထိမ့်ပြီးပြောနေတာဖြစ်ပါတယ်ဒီတဲ့ပူဆိုးတဲ့အကြောင်းအရာတွေအများကြီးပြောလို့ရပါသေးတယ်နောက်တဲ့ရင်ကချောင်းဦးမှာရှိတဲ့ဘုံလူပေါ့နော်သူတို့လှုပ်တဲ့စီမီတပိတ်ဒီကြောင့်တိုက်ခိုက်ခံရတဲ့နဲ့ပတ်သက်ပြီးတော့တည်င်းနေအများကြီးထွက်လာတယ်အဲ့ဒီအချိန်မှာဒီပါရောက်နေတဲ့ပြည်တွင်းမီဒီယာတွေရဲ့ဖော်ပြမှုတွေကလည်းတဌာနနဲ့ဌာနတိုင်းမင်မကြိုက်ထားတာဖြစ်တဲ့အတွက်လွဲချုံမှုတွေအများကြီးရှိတာပေါ့ချုပ်ဌာနတွေဆိုပြန်ရှင်းနေတာတပိတ်လှုပ်တာမဟုတ်စီမီပူဇော်ပွဲလှုပ်တာ နော်တေဆုံတဲ့သူတွေကလည်းပြည်သူသက်သက်ပဲလို့ပြန်ရှင်းတဲ့သူတွေရှိတယ်။ဒါပေမဲ့ကျွန်တော်ညတွေကရုပ်သံဖိုင်ထဲမှာကျွန်တော်ပြောပြီးသားဒီတေဆုံတဲ့သူတွေထဲမှာတပိတ်ဥဆောင်တဲ့သူတွေ PDF တွေအများကြီးပါတယ်ဆိုတော့ကျွန်တော်ပြောပြီးသားအဲ့တော့နောက်ဆုံးကျွန်တော်တို့ final ကြားထားတဲ့ကိစ္စဆိုလို့ရှင်စကိုင်း unit အစိုးရအဖွဲ့မဲသူတို့သူတို့ဖွဲ့ထားတဲ့အစိုးရအဖွဲ့ပေါ့နော်စကိုင်း unit အစိုးရအဖွဲ့ကအဖွဲ့ဝင်တော့ပါတယ်အဲ့လိုပဲ PDF အဖွဲ့ဝင်တွေတပိတ်အဖွဲ့ဝင်တွေသူတို့အချင်းချင်းအာ ဝန်ထဲကြောင်းရေးနေတဲ့လူမှုကွန်ရက်မှာကျွန်တော်ဒီနေ့ live မှွေပြီးကျွန်တော်ကြည့်ပြီးသွားပြီအဲ့တော့ပြည်သူမထိဘူးလို့မပြောဘူးဒါပေမဲ့များသောအားဖြင့်အဲ့လိုမျိုးဆန္ဒပြတပိတ်မောက်တဲ့သူတွေအများစုပါဝင်နေဆိုတာကျွန်တော်တို့တွေ့ရပါတယ်အဲ့တော့ဘလောက်ပဲမီဒီယာတွေလိမ့်လိမ့်ညာညာဒါတွေကအမှန်တရားဆိုတာပေါ်ထွက်လာတာပဲဖြစ်ပါတယ်နောက်သတင်းတွေပေါ်ကတော့ဒီရက်ပိုင်းမှာဝိုင်းမော့ဘက်မှာတိုက်ပွဲအချို့ရှိပါတယ်ဒီတိုက်ပွဲတွေမှာနှစ်ဖက်ထိခိုက်မှုတွေရှိပါတယ် အတူအဆုပ်ကတော့ရှိတာပေါ့နော်ခဏလေးနေရာပြောင်းတိုက်တာနဲ့ပဲစခန်းကုန်းတစ်ကုန်းသိမ်းပြီဆိုပြီးတော့တရင်ရေးတဲ့သူတွေလည်းရှိပါတယ်เนาะအတူအဆုပ်တွေကတော့ရှိပါတယ်နှစ်ဖက်တိုက်ခိုက်မှုအခြေအနေလည်းရှိပါတယ်နောက်ထပ်တရင်တစ်ပုဒ်ကတော့ဒါဖားကတ်ပေါ့ဖားကတ်မှာ နေ့တိုင်းဒီပါလူဆွဲတာကြမ်းနေပါတယ်เนาะလူဆွဲကြမ်းနေဆိုတော့သူတို့ကတော့တောကနေတက်ပြီးဆွဲတယ်လို့ပြောတယ်ပေါ့တောဆွဲတယ်ဆိုတာသူတို့ဒေတာအခေါ်တော့ဒါ KIA ကနေပြီးတော့ပေါ်တာဆွဲတာပဲပေါ့နော်အဲ့တော့ဖားကတ်ဒေတာကိုလည်းအမြန်ဆုံး အပြီးပိုင်တိမ်မှုအတွက်လူမျိုးတဖွဲ့ဝင်တွေကိုပြည်သူတွေတောင်းဆိုနေပါပြီပြည်သူတွေအေးချမ်းချမ်းငြိမ်းချမ်းငြိမ်းချမ်းနေချင်နေပါပြီအဲ့ဒါကိုအတက်နိုင်ဆုံးဆောင်ရွက်ပေးကြပါတဲ့ဒေသခံပြည်သူတွေကပြောနေတာဖြစ်ပါတယ်နောက်တစ်နေ့နေ့ပို့ကတော့မလေးတိုင်းဒေသကြီးငဇုံမြို့နယ်ခီးသွားပြည်သူတွေကိုလက်နက်နဲ့အပြပြီးတော့ချင်းချောက်စစ်ဆေးနေတဲ့ PDF တွေရောက်နေတယ်လို့သတင်းအရလူမျိုးတဖွဲ့ဝင်တွေတွားရောက်ရှင်းလင်းတဲ့အချိန်မှာ PDF အလောင်းနှလောင်းတနက်နှစ်လက်ကိုတိတ်စီရမိခဲ့တယ်လို့သိရပါတယ်နောက်တဲ့နေ့ဘုတ်ကတော့ TNL ထိန်းချုပ်ထားတဲ့ကြောင်မဲမြို့နယ်မိုင်းကောမြို့မိုင်းကောမြို့ဆိုတာ TNL ချမ်း SSPB တချမ်းအဲ့လိုမျိုးနှစ်ဖက်ရှိပါတယ်အဲ့တော့ TNL ထိန်းချုပ်ထားတဲ့ဘက်မှာရှိတဲ့ TNL ခြေဆိုင်တဲ့နေရာတွေကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်ဒီတိုက်ခိုက်မှုမှာထိခိုက်တိုက်ဆုံမှုရှိပါတယ်ဆိုတော့နောက်တစ်ခုကကြတော့ကျွန်တော်တို့မဲဆင်းနေနဲ့ပတ်သက်ပြီးကျွန်တော်ပြောပါမယ်မဲဆင်းကအခုမှပထမအကြိမ်ကတ်တာဖြစ်ပါတယ်နော်မဲဆင်းမှာပုံစံတွေရှိပါတယ်ကျွန်တော်ဘာပုံစံနဲ့ညာပုံစံတွေမပြောခင်ကိုယ်နာမည်မဲဆင်းမပါဘူးဆိုလို့ရှိရင် အချို့ယူမှုယုံကိုသွားနိုင်မဲစင်းကတ်ထားတဲ့သူတောင်ရှိတဲ့သူတွေနဲ့မေးမပါဘူးဆိုလို့ရှိရင်ဘယ်လိုဆက်လုပ်ရမလဲဆိုတာမေးပြီးတော့ဆက်ပြီးတော့ကိုယ့်နာမည်ပါဝင်အောင်လုပ်ပါတော့ကိုမိသားစုထဲမှာเนาะအချို့တည်တဲ့သူတွေပြန်ပါတာတို့နော်ဒီမှာမဲပေးခွင့်မရှိတဲ့သူတွေပြန်ပါတာလို့ဆိုလို့ရှိရင်ကိုပတ်ဝန်းကျင်မှာဒီလိုပါတယ်ဆိုလို့ရှိရင်လည်းအဲ့ဒီမှာတာဝန်ရှိတဲ့သူတွေနဲ့အစင်းစင်းကန့်ကွက်တာတွေပါဆက်လက်လှုပ်ဆောင်မှာနော်မဲစင်းမပါတဲ့ကိစ္စကိုဟိုပထမအချိန်တည်းကရေးကြီးခွင့်ကြီးထပ်ပြောနေလို့မရဘူး။ယာနုံပြေ မှန်ကန်မှုဆိုတာဘလူနီနဲ့မှမဖြစ်နိုင်ဘူးဒါပေမဲ့ကိုယ်နာမည်ပါအောင်တော့ကိုလျှောက်ယူလို့ရတယ်တည်စင်းနေပါလေဆိုတဲ့ကိစ္စကတော့ဒီဌာနဆိုင်ရာတရားထဲမှာအလုပ်လုပ်ရင်းနဲ့ mis understanding ဖြစ်ပြီးတော့လွဲမှားတာလည်းရှိနိုင်တာပဲအဲ့တော့ကိုယ်ပတ်ဝန်းကျင်မှာတော့ဆုံးသွားတဲ့သူတယောက်ရှိတယ်ဒါပေမဲ့မဲစင်းမှာပါနေတယ်ဆိုလို့ရှိရင်အတိပေးလိုက်ပြီးပယ်ဖြတ်လို့ရပါတယ်ဒါတွေကလုပ်ငန်းတွေအစဉ်အဆက်ဆက်ပြီးသွားလို့ရပါတယ်ဆိုတော့နောက်ဆုံးကိုသွင်းထားတဲ့ကိစ္စတွေကနောက်တစ်ချိန်မဲစင်းထပ်ပြီးတော့အတိပြုကျင်ကြတယ်ဆိုလို့ရှိရင်တေချာပေါ့ငါသူ့အနေနဲ့သူတဖြည်းဖြည်းနဲ့ အမှန်ကန်တဲ့ရာခိုင်နှုန်းတွေပိုပြီးများလာမှာဖြစ်ပါတယ်။အများနဲ့လောက်ရတဲ့လုပ်ငန်းတွေဖြစ်တဲ့အတွက်ဒီလိုပဲ error ဆိုတာရှိတတ်ပါတယ်။မဲဇင်းနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်လည်းမဖြစ်မနေမဲဇင်းကြည့်ဖြစ်အောင်ကြည့်ဖို့အတွက်တိုက်တွန်းပါတယ်။နောက်ဆုံးသတင်းတွေကတော့အခုရက်ပိုင်းမှာမြောက်ဒီမျိုးတောင်ဘက်ချမ်းပေါ့နော်လီကီကောဘက်ချမ်းမှာထိုင်းနဲ့နေဆက်အနီမာတာတိုက်ပွဲတွေရှိတယ်။မင်းလက်ပံမှာဆက်ပြီးတော့ကျမ်းဖတ်သမားတွေဆက်ပြီးတော့စိုးမိုးထားတော့မယ်လို့ကျွန်တော်ဒေသခံပြည်သူတွေကပြောထားတာတော့ရှိတယ်။ဒါပေမဲ့လည်းတိုက်ပွဲတွေရဆက်ပြင်းထန်နေတာဖြစ်တဲ့အတွက် နှစ်ဖက်တီးတွင်းမှုကြားထဲမှာဘယ်လိုအခြေအနေဖြစ်နေလဲမပြောတတ်သေးဘူးအဲ့တော့ဒီမှာပြောချင်တာ online မှာအတက်ချောင်နေတဲ့အချို့သောဒီအကြံဖက်သမားဆယ်လီတွေရှိတယ်เนาะသူတို့တွေကတော့မတိုက်ဘူးဒီမှာတိုက်ပွဲပြင်းထန်တဲ့အခြေအနေမှာတော့မှသူတို့က live လွှင့်လိုက်စကားပြောလိုက်ပြည်သူနဲ့ရန်ဖြစ်လိုက်ဟိုလူဆယ်လိုက်ဒီလူဆယ်လိုက်ဖြစ်နေတော့မယ်အဲ့တော့သူတို့စကားကိုသွားကြည့်ပြီးတော့တိုက်ပွဲတွေအေဂျင့်နေတယ်လို့မထင်ပါနဲ့တမျိုးတစ်ဖက်ဝင်နေနေနဲ့နေမရှင်းလေးတွေလေချောင်းရောမြေပြင်ရော ပေါက်ဆက်ပြီးတော့စက်တိုက်လှုပ်ဆောင်နေတာရှိပါတယ် အလေးကြီးကောင်မှာဆိုလို့ရှိရင်တက်လာတဲ့ရုတ်တဖိုင်တဖိုင်ရစနိုက်ပါသမားကိုအတီကန်ဒုံးနဲ့ဝင်ပြီးတော့အောင်းသွားတဲ့ဖြစ်စဉ်လည်းရှိတယ်ပေါ့နော်။ဒါတွေကတော့ဒီနေ့မှဖြစ်ပေါ်နေတဲ့နောက်ဆုံးရတဲ့သတင်းတွေပဲဖြစ်ပါတယ်။ဆိုတော့ဗီဒီယိုအဆုံးအသတ်မှာပြောချင်တာကတော့ကျွန်တော်ဒီညနေကြောင်းမဲ့သွားမယ်ပေါ့နော်။ကြည့်ရှုအားပေးတဲ့သူတွေတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေ။ကျွန်တော်တို့မီဒီယာကိုထောက်ပံ့နေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ KPWP ERB CBV ဖုန်းနံပါတ်တွေဖြစ်တဲ့39480398ကိုဒတိုက်ရိုက်အကောက်ထဲထည့်ပြီးတော့ထောက်ပံ့နိုင်ပါတယ် KB WB ဖွင့်ပြီးတော့ကျွန်တော်နံပါတ်ရိုက်ထည့်လိုက်မှဆိုကျွန်တော်နံပါတ်ပေါ်လာမှာဖြစ်ပါတယ် password ခံပြီးလွှဲစရာမလိုပါဘူးခင်ဗျာဆိုတော့ကျွန်တော်တို့မီဒီယာတွေအတွက်ဒါပြည်သူလူထုရဲ့ထောက်ပံ့မှုကအများကြီးအထောက်အကူဖြစ်ပါတယ်နောက်ပြီးကျွန်တော်လှုပ်ဆောင်နေတဲ့ ဒီ brighter လုပ်ငန်းတွေမှာလည်းအများကြီးအထောက်အကူဖြစ်ပါတယ်။ဆိုတော့ကျွန်တော်ကိုကူညီထောက်ပံ့ပေးတဲ့သူတယောက်ချင်းစီကိုလည်းအများကြီးကျေးဇူးတင်ပါတယ်။ကူညီထောက်ပံ့တာမလုပ်နိုင်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုကြည့်ပြီးတော့ like share subscribe တွေနှိပ်သွားပေးလို့ရပါတယ်ခင်ဗျာ။အားလုံးကျေးဇူးတင်ပါတယ်။မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေ။